ကဲဒီနေ့မှာတော့ကျွန်တော်ကဘာစီလိုနာအသင်းရဲ့တိုက်စင်မှုအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့လီဝန်ဒေါစကီရဲ့နေရာမှာကျောဘိုင်မြူနစ်အသင်းရဲ့တိုက်စစ်ကစားသမားဟာရီကိန်းကိုအစားထိုးချင်နေတယ်ကျောလီဝန်ဒေါစကီကလည်းအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘာစီလိုနာအသင်းဘက်ကစာချုပ်တက်တန်းကိုထပ်မတိုးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးအားကြောင့်မလို့ဒီနေရာဒီအပြောင်းရွှေ့မှာလီဝန်ဒေါစကီကိုရောင်းထုတ်ပြီးတော့တခြားဘယ်တိုက်စစ်ကစားသမားကိုဒါဘာစီလိုနာအသင်းကအားဖြည့်သွားမလဲပေါ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးတွေကိုပြောပြပေးသွား ွားမှာပဲဖြစ်ပါတယ်။ ျော်ဘာစီလိုနာအသင်းကကျော်ဒီလီဝန်ဒေါစကီကို2022ခုနှစ်မှာကျော်ဘိုင်မြူနစ်အသင်းကနေပြီးတော့ဒါအလွတ်နဲ့ပဲခေါ်ခဲ့တယ်အဲ့အချိန်တုန်းကတော့ဒါပြောမှဆိုကျအသက်34နှစ်အရွယ်လီဝန်ဒေါစကီလီဝန်ဒေါစကီကအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ဘာစီလိုနာအသင်းအတွက်တော်တော်လေးကိုအကျိုးပြုခဲ့တဲ့ကစားသမားတစ်ယောက်လို့ပြောရမယ်ကျော်အသက်အသက်သာကြီးတာဗျာသူ့ရဲ့ twin goal တွေက100တီကို90အထက်မှာရှိတယ်သူ လာလီဂါမှာစပြီးတော့ကစားတဲ့ကကျော်ဘာစီလိုနာအသင်းမှာဒါအဝင်ခွင့်ကြဖြစ်တယ် twin goal တွေလည်းအများကြီးရ သလိုရာမေတို့ရာဖင်ညာတို့နဲ့လည်းဒါလိုင်ယွန်ညီထွေဖြစ်အောင်ကစားနိုင်တယ်ကျောက်လက်ရှိမှာဆိုလို့ရှိရင်တော့သူကအသက်38နှစ်အရွယ်ကိုရှိသွားပြီကျောက်ဒီရာဒီအစမှာတော့ကလီဝန်ဒေါစကီက injury ဖြစ်တယ်အဲ injury ကနေပြီးတော့ပြန်တက်တာလာပြီးခုဆိုလို့ရှိရင်လည်းပြန်တက်တာနေပါပြီဒါမဲ့လည်းကျောက်နီပြဟန်စီဖလစ်အနေနဲ့ဒါလီဝန်ဒေါစကီကို first try အနေနဲ့မသုံးတော့ဘဲနဲ့ foreign torres ကိုအခုအချိန်မှာဒါ first try သုံးထားတယ်ကျောက်ရှေ့ကပွဲစဉ်တွေမှာလည်း foreign torres ကဂိုးတွေတွင်းထားတာဖြစ်တဲ့ကြောင့်မလို့လီဝန်ဒေါစကီအတွက်က ကျော် first line နဲ့ရဖို့အတွက်ကတော့တဖြည်းဖြည်းနဲ့ခက်ခဲလာပြီးပွဲကစားခွင့်ရဖို့အတွက်ကလည်းတဖြည်းဖြည်းနဲ့အခွင့်အရေးနည်းလာခဲ့ပြီးအဲ့ဒါကလည်းသူ့ရဲ့အသက်အရွယ်အကြောင်းလို့ပဲပြောရမယ်အဲ့ဒါကြောင့်မလို့အသင်းဘက်ကနေပြီးတော့ Lewandowski ကိုကျော်ဒီရာဒီကုံမှာစာချုပ်တက်တန်းမတိုးဖို့အတွက်ဆုံးဖြတ်လိုက်တယ်သူ့ကိုစာချုပ်တက်တန်းတိုးထားတာကတစ်နှစ်လားမသိဘူးအဲ့ဒါပဲရှိရဲတစ်နှစ်လည်းပြည့်တော်မှာဖြစ်တဲ့ကြောင့်မလို့ဒီစာချုပ်ကုံသွားတဲ့ခါကျလို့ရှိရင်နောက်ထပ်စာချုပ်သစ်ထပ်ပြီးတော့မကန်လန်းတော့ဘူးသူ့ကိုရောင်းထုတ်တော့မယ်ဟုတ်ပြီ Lewandowski ကိုရောင်းထုတ် ပြီဆိုတာနဲ့ကျော်ဘာစလိုနာအသင်းကနောက်ထပ်ဘယ်တိုက်စစ်ကစားသမားတွေကိုစိတ်ဝင်စားလဲပေါ့ကျော်အဓိကကတော့ကျော်ဒီပြောမယ်ဆိုလို့ရှိရင်ဘာစလိုနာအသင်းကကျော်ဘိုင်မြူနစ်အသင်းရဲ့တိုက်စစ်ကစားသမားကျော်ဟာရီကိန်းပေါ့အင်္ဂလန်ကစားသမားဟာရီကိန်းကိုစိတ်ဝင်စားနေရဲ့ ဟာရီကိန်းကတော့ဟုတ်ပြီကြောဟာရီကိန်းကလည်းကြောဒီကြောတော်တယ်ဟော့စပါကနေပြောင်းလာတယ်ဒီဆူပလာအောင်မြင်မှုတွေလိုချင်လို့ဘိုင်မြူနစ်ကိုပြောင်းလာတယ်ဘိုင်မြူနစ်မှာလည်းသူပြောင်းလာတဲ့အချိန်တည်းကရွှေဖနက်စုကိုဒါနှစ်တိုင်းရတယ်ပေါ့ဒါတွင်းကိုအများဆုံးစုကိုနှစ်တိုင်းရတယ်အဲ့လိုကစားသမားမျိုးကြောလီဝန်ဒေါစကီကလည်းတစ်ချိန်လုံးကဘိုင်မြူနစ်မှာအဲ့လိုကစားဟာရီကိန်းလိုကစားသမားမျိုးပဲကြောပုံစံတူပုံစံမျိုးပေါ့ကြောဟာရီကိန်းကဘိုင်မြူနစ်နဲ့တိတ်မကြခင်မှာကြောစာချုပ်တက်တန်းကကုံတော့မယ်ဘိုင်မြူနစ်မှာဆိုလို့ရှိရင်လည်းဟာရီကိန်း င်းကအခုအသက်32နှစ်အရွယ်ရှိပြီဖြစ်တယ်ကျွန်တော်နွေရာသီဆိုလို့ရှိရင်အသက်33နှစ်ထဲရောက်တော့မယ်အဲ့လိုမျိုးဖြစ်ကြမှာအသက်33နှစ်ဆိုပေမဲ့ဟာရီကိန်းရဲ့အခုခြေစွမ်းအရကြည့်မယ်ဆိုလို့ရှိရင်တော့ဟာရီကိန်းကနောက်ထပ်3-4နှစ်လောက်ကောင်းကောင်းသုံးလို့ရတဲ့အနေအထား ကျောဘာစီလိုနာလိုအသင်းမျိုးကဗျာကျောလူတယောက်ကိုဝယ်မယ်ဆိုလို့ရှိရင်ကျောတန်း90အထက်ဝယ်မယ်ဆိုလို့ရှိရင်သူတို့အဲ့လူတယောက်ကိုဘယ်နှစ်နှစ်လောက်ကောင်းကောင်းသုံးလို့ရလဲဆိုတာမျိုးကိုအရင်ထည့်ပြီးတော့စဉ်းစားတယ်ကျောအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် hurricane ကိုလိုချင်တဲ့ကျော hurricane ကိုခေါ်မယ်ဆိုလို့ရှိရင် Bayern Munich အသင်းဘက်ကကျော hurricane ရဲ့ပြောင်းရွှေ့ခြေ65သန်း85သန်းနီးပါးလောက် ပေးရနိုင်တယ်ဒါလောလောဆယ်တော့ပြန်မြပေါ့ပြန်မြကအဲ့လောက်ထိပေးရနိုင်တယ်ဒါပေမဲ့ဒီထက်ပိုတာမျိုးလည်းရှိနိုင်တယ်ဒါပေမဲ့လီဝန်ဒေါစကီတကယ်လို့ဒါလီဝန်ဒေါစကီ ရောင်းထုတ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီအပြောင်းရွှေ့ကဖြစ်နိုင်တယ်လီဝန်ဒေါစကီကိုလည်းကျုပ်ဒီဆော်ဒီကလပ်အသင်းတစ်သင်းကပြောင်းရွှေ့ကြီး35သန်းနဲ့ဒါကန့်လန့်မယ်ဆိုပြီးတော့ဒါသတင်းတွေလည်းထွက်ထားတာတွေ့ရတယ်တကယ်တကယ်ဒါအဲ့သတင်းမှန်ကန်တယ်ဆိုလို့ရှိရင်ဘာစီလိုနာအတွက်ကတော့ဒီသတင်းကျုပ်ဒီအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ကျုပ်လီဝန်ဒေါစကီကိုတေချာပေါက် ရောင်းထုတ်ရမှာတန်တယ်ဗျာဒီက35ဆန်းရမယ်ဆိုလို့ရှိရင်ဟိုဘက်ကဟာရီကိန်းကိုဟာရီကိန်းလိုကစားသမားမျိုးတကယ်တကယ်ခေါ်ပြစ်တယ်ဆိုလို့ရှိရင်တော့တပြည့်နည်းနည်းဟိုပြောင်းရွှေ့ကြီးအရန်ကြီးထပ်ပြီးတော့မဆိုင်ရဘူးပေါ့ဘာစီလိုနာအတွက်အဆင်ပြေတယ်ဟုတ်ပြီကြော်ဟာရီကိန်းအပြင်နောက်ထပ်ဘယ်ကစားသမားတွေရှိသေးလဲဆိုလို့ရှိရင်ဒေါ်မွန်အသင်းရဲ့တိုက်စစ်ကစားသမားဂူရာစီဂူရာစီကိုကဘာစီလိုနာကအခုမှမဟုတ်ဘူးဒီဂူရာစီကြော်စတုဂတ်ကနေပြီးတော့မပြောင်းခင်အချိန်တည်းကစိတ်ဝင်စားနေရအဲ့တုန်းကဂူရာစီကိုသာဘာစီလိုနာကမတွန့်မဆုတ်ဖဲနဲ့ခေါ်လိုက် က်မယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးက78တန်းပဲရှိတယ်။အခုချိန်မှာဒေါမွန်အသင်းကဂူရာစီအတွက်ကျော်သူ့ရဲ့ပြောင်းရွှေ့ကြီးကပြန်မြပေါင်တန်း80ပေးမှဒါရောက်မှာဖြစ်ပါတယ်။ကျပေါင်တန်း80ကဟိုပြောင်းရွှေ့ကြီးမဟုတ်ဘူးစာချုပ်ဖြတ်သိမ်းကြီးပါအပါကျော်တန်း80ပေးမှကျုပ်ဒီဂူရာစီကိုရမှာပေါ့78တန်းကနေပြီးတော့တန်း80ထိဖြစ်သွားတာเนาะဒေါမွန်ကဘယ်လောက်ထိလိုဝဲတာမှန်လဲဆိုလို့ရှိရင်ဒါပေမဲ့ဟာရီကိန်းကိုဒါဘာစီလိုနာအသင်းဘက်ကပို့ပြီးတော့မျက်စိကျနေတယ်။အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့လီဝန်ဒေါစကီတ ရာကျုံဒီလာမဲ့ရာဒီဒီနွေရာဒီအပြောင်းရွှေ့ပဲဖြစ်ဖြစ်ဒီဇန်နဝါရီလဇန်နဝါရီအပြောင်းရွှေ့မှာပဲဖြစ်ဖြစ်တော့သူ့ကိုရောင်းထုတ်နိုင်ခဲ့မယ်ဆိုလို့ရှင်တော့တေချာပေါက်နောက်ရာဒီမှာဘာစီလိုနာအသင်းအတွာတိုက်စစ်မှုတယောက်ဒါအစ်စ်ထပ်ပြီးတော့ဒါရောက်ရှိလာမှာပဲဖြစ်ပါတယ်အဲ့ဒီတိုက်စစ်မှုကဘယ်သူဖြစ်မလဲပရိသတ်ကြီးရဲ့အမြင်ကိုကွန်မန့်မောင်းရအောင်ဆွေးနွေးပေးတတ်ကြပါအောင် အဆုံးထိဝင်ရောက်ရှုပြီးတဲ့အပရိသတ်တရားချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။အာကသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျော် MM Media ရဲ့ Facebook, YouTube, TikTok တို့ကို Like Subscribe လုပ်ပြီးတော့စောင့်ကြည့်နေပါရစေ။ဘလုံးမဲတိုင်းလာကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့တိုင်းလာဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်အစီအစဉ်တွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်အစီအစဉ်တင်ဆက်သူကိုစွဲပါ။